င်းသားရ9ရက်ကွက်ဈေးနှုန်းမှာဖွင့်ထားတဲ့ Twitter သူအထင်နဲ့စတော်ဆိုင်မှာစတီးစလုံးတလုံးခိုးယူတယ်လို့ဆိုဆွဲပြီးရင်ဝင်ပိုက်မိခင်တယောက်ကိုရရဆက်ဆက်အကြမ်းဖက်ဆော်ကားခဲ့မှုဗီဒီယိုကိုသတင်းတွေစိတ်ဝင်စားလေးရှိကြတဲ့ online သုံးဆွဲသူတွေအားလုံးသိခဲ့ကြပြီးကြပြီးထင်ပါတယ်ဒါအပြင်အော်တိုဘားလ21ရက်နေ့ညနေ9:00နာရီအချိန်မှာတခိုးရိုးစုလိုအကျန်းဖတ်မှုကျွလွန်ခဲ့သူအမျိုးသမီးဝဝလိုင်းနဲ့အတူအယိုးစုခံရသူမြီးဖွားကိုပါလှန်တရာမျိုးမရဲစခန်းမှာထိန်းသိမ်းထားခဲ့ပြီဆိုတဲ့အကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဇလန်းတွေအားလုံးရဲ့အစားကဒီလိုပါ2025အောက်တိုဘာ19ရက်နေ့တနင်္ဂနွေနေ့မှာတခိုးဆိုပြီးရင်ဝင်ပိုက်ကလေးမေတယောက်ကိုဆွဆွဲလို့အမေဖြစ်သူကိုမျက်နှာကိုကြည့်လဝါနဲ့ပိတ်ရိုက်စပင်မွေးတွေဆောင်ဆွဲပြီးကလေးရှိမှတဲ့ရရဆက်ဆက်အကြမ်းဖက်နှိစက်ခဲ့တဲ့ဗီဒီယိုကိုဝါဝါလိုင်း3332ဆိုတဲ့ Facebook အကောင့်ပေါ်မှာတင်ပြီးလူစိတ်ဝင်စားမှုရအောင်ဖန်တီးခဲ့တဲ့ကိစ္စတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီအကျိုးဆက်ကြောင့်ပဲလက်ရှိကဆန်းရှင်မိသားစုရဲ့ခိုးရယ်လိုအဆူဆွဲခံရတဲ့မိသားစုကနှစ်ဖက်စလုံးကိုလှိုင်းတရားရဲစခန်းမှာစစ်ဆေးနေပါတယ်။ပြဿနာတွေဖြစ်ရှိနေတော့မှာအထက်ဆိုင်ဘက်ကဆန်းရှင်ဝဝလှိုင်းကျိုးတုပ်သူနဲ့ဗီဒီယိုရိုက်ပြီးတစ်တော့ပေါ်တင်သူကအကုန်လုံးပါပါတယ်။ဒီမနေ့ပဲခေါ်မင်းနေတာဆိုပြီးသိရှိသူတယောက်ကပြောပြပါဗါးဗီဒီယိုမှာကတခိုးမပါပြောတခိုးမပါပြောဒီမာဒီမာဆိုကတွင်တွင်အော်ဟစ်နေပြီ Twitter ဥဆိုင်မှာလာခိုးတဲ့တခိုးမဒီမာဒီမာတေချာကြည့်တာ ဆွဆွဲခံရသူအမျိုးသမီးကြီးရဲ့ပောင်ကိုခြေထောက်နဲ့ဆောင်းနေထားကစပင်ကိုဆွဲပြီးပါးရီအထက်ထက်ချပါတယ်အစွဲဆွဲခံရရှာသူအမျိုးသမီးကြီးဟာနှစ်နှစ်သားအရွယ်ကလေးလေးကိုပွေထားပြီးကလေးခမသူ့ရဲ့အာကိုရာမိခင်ကိုရရဲ့ဆက်ဆက်ပြုတ်ကျနေတဲ့ဘဝလိုင်းဆိုတဲ့အမျိုးသမီးကိုအန်အော်တကြီးမောကြီးလိုနေရှာတော့တာပေါ့တစ်ခါလာလဲခိုးနှစ်ခါလာလဲခိုးသုံးခါလာလဲခိုးကလေးအကြောင်းပြပြီးခိုးနေတာဆိုပြီးကလေးရဲ့ရင်ဘတ်ကိုပါစောင်းတွန်းပြလိုက်ပြန်တယ်အဲ့ဒီတော့မှတန်အော်နဲ့ကြီးနေမိတဲ့ကလေးကစပြီးငိုပါတော့တယ် အဲ့ဒီနောက်မှာတော့သွားဟိုမှာခေါ်သွားဓာတ်တိုင်အောက်မှာကျိုးထုတ်ထားဆိုတဲ့အတန်ကြီးနဲ့အတူမလုတ်ပါနဲ့ကျမကလေးကိုဆိုတဲ့အမျိုးသမီးကြီးရဲ့အတန်ကထွက်လာခဲ့ပါတယ်ဆန်ရှင်ဝဝလိုင်းရဲ့ပြောစကားကြောင့်မိမတယောက်လာပြီးကလေးကိုဆက်ဖြက်ဖြက်နဲ့လာဆွဲပါတယ်။ကြည့်ရတာဒီလိုနှိမ့်ဆက်ညှိမှမှုကိုမြင်နေရတာသူတို့အတွက်ဖျော်ပြပွဲတစ်ခုလိုဖြစ်နေခဲ့ပုံပါပဲ။ဥမမဲဆာမမြောက်သေးတဲ့အချိန်ငိုတလဲဤတလဲနဲ့အသက်ရှင်တန်ဖို့အတွက်မိခင်သီးသာအကူရဖြစ်နေခဲ့ရရှာတဲ့အရွယ်ပဲလေ။ဘာများတတ်နိုင်မှာတော့ အရွယ်ရောက်နေခဲ့ပြီနည်းနည်းတော့နားလေတက်တဲ့အရွယ်ရောက်နေခဲ့ရင်နော်ကလေးဘဝမှာစိတ်ထန်ရအကြီးကြီးပေးနေခဲ့တဲ့ညနေစိုးနဲ့အမျိုးသမီးကြီးကိုတခုခုတုံ့ပြန်ခဲ့မှာကတော့အသေးစားပါပဲဗီဒီယိုကိုဆက်ကြည့်မယ်ဆိုရင်စပင်းနေဆွဲခြေထောက်နဲ့နေပြီးမျက်နှာတွေကိုကြည့်ရယုံသားမကကလေးရောအမေကိုပါဓာတ်တိုင်မှာကျိုးနဲ့တုပ်ပြီးရွင်နှွေးပူနဲ့လောင်းမယ်ဆိုပြီးလမ်းမပေါ်ထုတ်လို့အော်ဟစ်နေပြန်ပါသေးတယ်ဒီလိုရေးရဲဆက်ပြုတ်မှုရခြင်းအကြောင်းရင်းကိုသုံးသပ်ကြတဲ့သူတွေကတော့ဒီမျိုးသမီးကဇရိုက်အရန်ကျန်တာ ။ဒါအပြင်ပေါက်လိုက်တဲ့လင်ကိုစိတ်ဒုက္ခတွေပေးတဲ့နေရာမှာတော့နံပါတ်၁ပဲ။ပြောင်းလာတာသိမကြသေးပေမဲ့ရက်ွက်ကအော်ကြောလန့်ပဲ။ဒါကြောင့် TikTok ကိုအာကိုပြီးဈေးရောက်စားနေတာ။အခုဖြစ်သွားခဲ့တာကလည်းလင်တွေနဲ့စိတ်အလိုမကျဖြစ်နေချင်းဒေါသပေါက်ကွဲဖို့အတွက်ဘာမှမတုံ့ပြန်နိုင်ရှာတဲ့တာမီပေါ်ကိုပုံချပြီးကိုထက်နှင်းကြတဲ့သူအပေါ်ကို အကြမ်းဖက်ခဲ့တာလို့ပဲမြင်ပါတယ်။သူစောတဲ့ TikTok တွေကိုကြည့်ရင်သဘောပေါက်မှာပါ။ တင်ရင်အသားပေးပြီးတားကောင်ရှာနေတဲ့မဟုတ်ဆိုလို့နဖားချိုးထိုးလို့ရမယ်လင်းအသေးရှာနေတာဆိုပြီးအတွင်းသီးတွေကဖွင့်ချခဲ့ပါတယ်။မောက်မာတဲ့မျက်နှာထားအချိုးမကျတဲ့မျက်နှာပုံရက်စက်တဲ့အတွင်နဲ့နေခဲ့သူအမျိုးသမီးဟာဝဝလိုင်းလို့အမိရပြီးမန္တလေးမှာရန်ကုန်လှိုင်းသားရွာကိုပြောင်းရွှေ့လို့အထက်ဆန်းဖွင့်လာသူပါ။သူဖွင့်ထားတဲ့ဆိုင်အမိကတွေ့တာသူလို့အမိရပြီးလှိုင်းသားရွာဘူချိုးအောင်ဆန်းလာမှာပေါ်က၅ရက်ကွက်ဈေးနာမှာဖွင့်ထားခဲ့တာပါ။ တကယ်လို့လက်ပူးလက်ချက်မိတယ်ခိုးယူမှုမြောက်တယ်ဆိုရင် တရားဥပဒေအရာစီရင်မှုအတွက်ထိုက်တဲ့နဲ့အပြည့်အံကိုပေးရမှာပါနေဒိန်းကိုဖုန်ဆက်ခေါ်ထားပြီးပြီနေဒိန်းမလာမချင်းတက်တိုင်မှာကြိုးထုတ်ထားကြဆိုတာမျိုးကြီးကရင်ကျေးတဲ့လူပေါင်းအတိုင်းဝိုင်းမှာဘလို့မှကိုမဖြစ်တဲ့ကိစ္စကြီးတခုတရားဥပဒေဆိုတာရှိနေတဲ့နိုင်ငံတခုမှာကိုယ်တိုင်တရားစီရင်ခွင့်ရနေပြီကိုထင်တာကိုလုပ်ပြပြီးလိုင်းပေါ်မှာထက်မြက်တဲ့မိမမဟုတ်မခံတဲ့မိမဆိုပြီးလူတွေအားပေးမှုရလို့ဆယ်လီဖြစ်မဲ့အထင်နဲ့ဗီဒီယိုရိုက်တင်ခဲ့ပေးမယ် လူတွေမခံနိုင်တဲ့စီးရီးဘောင်တွေကိုကျော်လွန်သွားခဲ့တဲ့အခါမှာတော့ဝဝလိုင်းဆိုတဲ့အမျိုးသမီးဟာဗီဒီယိုတင်ပြီးနောက်တရက်မှာပဲမူရင်းဗီဒီယိုတင်ထားတဲ့အကောင့်ကဗီဒီယိုကိုလူတွေမမြင်ရအောင်ပိတ်ချခဲ့လိုက်ပါတယ်။ အစမှသူမျောမှန်းထားခဲ့တာကတော့ပြန်မတုံပြန်နိုင်တဲ့သားမီးပေါ်ကိုရရဆက်ဆက်ပြုတ်မှုပြပြီးလိုင်းပေါ်မှာဂုံတူးဆောက်အမျိုးသမီးကြီးကို့အပေါ်ကျူးလွန်လာရင်ပြင်းပြင်းထန်ထန်တုံပြန်တတ်တယ်ထမြက်တဲ့မိမဖြစ်မယ်လို့ထင်ထားခဲ့ပေမဲ့စီးပေါင်လွန်ကျော်ပြီးစံကျုပ်ရက်ဆက်ပြလိုက်တာကကြောင်မြန်အကျိုးတက်ရောက်မှုအနေနဲ့လူတကာချင်ဖက်ဖြစ်သွားစေခဲ့ပါတယ်ဒီလောက်ကြီးစိုးစိုးဝါးဝါးလှုပ်ပြခဲ့မှုကကိုနင်းမဲ့စုကို့အကူပြန်ချွန်းကို့တည်တွင်ကို့တူကို့ကျိုးကွင်းကိုပြန်ဆွတ်တလို့ဖြစ်သွားပြီး ကိုတိုင်ကကျူးလွန်သူတရားခံအဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ်။ရောစရာမရှိလို့ကြိုက်တဲ့အဖြစ်ပေးပါဆိုပြီးငင်ခံနေတဲ့တားတဲ့အမေကိုနိုင်ထက်စီနင်းလုပ်ပြပြီးလိုင်းမော်မှာအသေးချူလိုက်ချူလို့ရပေမဲ့အဲ့ဒီတားတဲ့အမေနေရာမှာလက်နဲ့တခုခုဆောင်လာတဲ့ယောက်ျားသားတစ်ယောက်ဆိုရင်ဝဝလန်ဆိုတဲ့အမျိုးသမီးဟာဒီလိုလုပ်ပြရဲမလားဆိုတာစဉ်းစားစရာဖြစ်တယ်လို့လုပ်ပြခဲ့ရင်လည်းကြီးကောင်းမဲ့မှုကင်းတစ်ခုအဖြစ်မြင်သွားရမှာပါ။ အဆူဆွဲခံရသူအမျိုးသမီးနဲ့အတူကလေးငယ်ကိုပါဓာတ်တိုက်မှာကြိုတုပ်ထားတဲ့ဗီဒီယိုပါမြင်ကွင်းကြောင့်ကလေးငယ်အပေါ်ပြုလုပ်ခဲ့တဲ့လုပ်ရဟာလူလူအတွက်အကြီးအကျယ်ဝေဖန်စရာဖြစ်ခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ကလေးမအပြစ်မရှိပါဘူး။ခိုးသူကိုဥပဒေနဲ့ပဲဖြေရှင်းလို့မရဘူးလားလို့မေးချင်တယ်။အကြောင်းစုံကိုတော့နားမလဲပဲနေပူကြီးထဲမှာကလေးကိုပါကျုံနဲ့ချီထားတာမြင်ရတာကြီးကစိတ်မကောင်းဖြစ်မိတယ်လို့ပြည်သူတယောက်ကပြောပါတယ်ဥပဒေကျွမ်းကျင်သူတွေရဲ့ထောက်ပြပြောပြချက်အရာ ဒီလိုပြုချက်မှုကိုဗီဒီယိုရိုက်ပြီးလိုင်းမော့တင်ခဲ့ခြင်းဟာကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပုံမှန်66အရာပြစ်မှုဖြစ်ပြီးထောင်ဒဏ်နှစ်ဒါမှမဟုတ်ဒဏ်ငွေဒါမှမဟုတ်နှမျိုးလုံးချနိုင်တယ်လို့ပြောပြပါဗါးဒါဟာနိုင်ငံတကာကလေးသင်ငယ်အခွင့်အရေးသဘောတူညီချက် UNCRC နဲ့လည်းစန့်ကျင်ပါတယ်။နောက်တစ်ခုကဘလို့ပြစ်မှုမျိုးပဲဖြစ်ဖြစ် လူတယောက်ကိုဝရမ်းမပါတောင်းဝန်မရှိပဲချုံနောင်ခွင့်မရှိပါဘူးလို့ဥပဒေရေးရကျွမ်းကျင်သူတယောက်ကပြောပါဗါး။ လက်ရှိဖြစ်စဉ်နဲ့ပတ်သက်လို့လူကုန်တိုက်ခါထိခိုက်စေတဲ့အတွက်ဇာစတက်ကြီးဥပဒေပုံမှာ352 354 500ဖြင့်၎င်းတမင်သက်သက်ထိခိုက်ဒဏ်ရာဖြစ်စေမှုဒါမှမဟုတ်ပြင်းထန်ဒဏ်ရာဖြစ်စေမှုပုံမှာ325နဲ့၎င်းချင်းချောက်ချင်းပြုလုပ်ပါကဇာစတက်ကြီးပုံမှာ905ကကြီး906အပြင်ဆက်သွယ်ရေးဥပဒေပုံမှာ66ကာကြီးနဲ့လည်းအေးအေးယူနိုင်တယ်လို့သိရပါဗျ။အဲဒီဗီဒီယိုဖိုင်ထဲမှာဆန်ရှင်ဆိုသူက ရင်နွေးဘူးသွားဥသွားရင်နွေးဘူးကိုခေါင်းကနေလောင်းချလိုက်မယ်။နောက်လို့လို့မရအောင်လို့ကလေးပါလောင်းချပြစ်မယ်။ရင်နွေးသွားကြို့သွားငါကမိုက်ရင်သူများထက်မိုက်တယ်။စသဖြင့်ပြောဆိုနေတာကိုလည်းတွေ့ရပါဗျ။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့လူမှုကွန်ရက်အသုံးပြုသူများကြားဆိုင်ရှင်ဖြစ်သူကိုဝေဖန်မှုတွေမြင့်တက်လျက်ရှိခဲ့တာကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူစစ်မေးခဲ့ကြသလိုတစ်ဖက်မှာလည်းဗြဟ္မဟိတအသင်းအဖွဲ့တွေကစွပ်စွဲခံရသူအမျိုးသမီးနဲ့ကလေးငယ်ကိုကူညီပေးခဲ့ကြပြီးတဲ့နောက်ညနေပိုင်းမှာပဲလိုင်းသားရရဲစခန်းကခေါ်ဆောင်စစ်မေးနေတယ်လို့လည်းသိရပါဗျ။ဒီကိစ္စနဲ့ပတ်သက်ပြီးလိုင်းသားရမျိုးမရဲစခန်းကိုတယ်လီဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမဲ့လက်ခံဖြေကြားမှုမရှိခဲ့ပါဘူး။မိတ်ဆွေတို့ကရောဒီမှုနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ။အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။